အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလဲခနေ့ကျွန်တော်ဒီဗီဒီယိုမှာခရစ်ပတိုဈေးကွက်ပြောင်းလဲဈေးကွက်သတင်းအချက်လက်တင်နဲ့လက်ရှိကျွန်တော်ခရစ်ပတိုဈေးကွက်ပေါ်မှာဒီဝယ်ထားခြင်းတဲ့သူတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲပေါ့နော်တရားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပြဖို့ရှိပါတယ်လက်ရှိကျွန်တော် overall market ကိုတစ်ချက်ကြည့်ကြည့်မယ်ဆိုရင်တော့ volume နဲ့နေတာကိုကျွန်တော်တွေ့ရတယ် volume နဲ့တာကတော့အရင်ကြီးကြီးမားမားအစမ်းရတော့မဟုတ်ဘူးပေါ့နော်ခနေ့တောက်ကြနေဆိုတော့ဒါ volume နဲ့တာကတော့ဒါအရင်ဟိုစိုးရင်စရာကိစ္စတစ်ခုတော့မဟုတ်ဘူးပေါ့ ဆိုတော့တခြားကျွန်တော်တို့ဒီ BTCF price ကြည့်ကြည့်မယ်ဆိုရင်လည်းဒါ14000နဲ့15000ပေါ့နော်ဒီ range တစ်ခုမှာသွားလာနေတာကိုကျွန်တော်တို့တွေ့ရတယ်တခြား ETF ဆိုလည်း1900 2000ပေါ့ဒီအနေထားတစ်ခုမှာသွားလာနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တခြား Dodge HRP Soul ADA ABH BCH LTC .INCP ဒီကွန်ရီကတော့ခြံနေတာကိုကျွန်တော်တွေ့ရတယ်ပြီးတော့တခြား BNB နဲ့ APT ကျွန်တော်နေရဒီကွန်ရီကတော့နည်းနည်းတက်လာတဲ့အနေထားတစ်ခုမှာရှိရပေါ့နော် ဆိုတော့လက်ရှိကျွန်တော်တို့ overall market မှာခုနကျွန်တော်ပြောတဲ့အတိုင်း volume နည်းနေတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဒီ BTC ရဲ့8400ဆိုတဲ့ဒါ target တစ်ခုကိုကျွန်တော်တို့ cross လုပ်ပြီးတဲ့နောက်ပိုင်းကျတော့နည်းနည်းလေး market မှာလာလာကောင်းမလားဆိုတဲ့အနေထားတစ်ခုပေါ့နော်ဒါလည်းကျွန်တော်တို့ထည့်ပြီးတော့စဉ်းစားရမယ့်အရာပေါ့ကျွန်တော်တို့ဟိုအရင်နေ့က FOMC meeting နောက်ပိုင်းပေါ့နော်ကျွန်တော်တို့အာနည်းနည်းပြောင်းလဲမှုတွေလည်းတွေ့လိုက်ရတယ်ပေါ့နော် BTC ဆိုရင်လည်းနည်းနည်းတက်သွားတဲ့အနေထားကိုကျွန်တော်တွေ့ရတယ် တော်တော်လက်ရှိရှေ့ဆက်ပြီးတော့ market မှာဘယ်လိုဖြစ်သွားနိုင်လဲကျွန်တော်တို့အ entry point နေရာဘယ်လိုဖြစ်နိုင်လဲဆိုတာကြတော့ကျွန်တော်ဒီ4 hour chart pattern ကိုလည်းတစ်ချက်လောက်ကြွားကြည့်ကြည့်တဲ့အချိန်မှာပေါ့နော်အာလက်ရှိ4 hour တော့ကျွန်တော်ဒီ daily chart pattern ရော weekly chart pattern ရောပေါ့နော်အကုန်လုံးကိုကျွန်တော်ဒီကြည့်ကြည့်တဲ့အချိန်မှာအရင်ကြီးကြီးမားမားပြောင်းလဲမှုတော့မတွေ့ရဘူးပေါ့နော်ဒါ4 hour chart pattern မှာကြတော့ကျွန်တော်တို့ဒါအာ high low high high body အနေထားတစ်ခုကိုနည်းနည်းလေးတွေ့လာရတယ်ကျွန်တော်တို့ရဲ့ဒီ entry point က high low မှာဖြစ်မယ်ပေါ့နော် high low မှာဖြစ်မယ်ဆိုတော့လက်ရှိ ကိုစီမှာလုံးဝ BTC မရှိသေးဘူးဒါပေမဲ့ကွာ long term အတွက်ဝယ်ထားခြင်းလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီလက်ရှိ market ဈေးနဲ့လဲဝယ်ထားလို့ရတယ်ပေါ့နော်ဒါ short term trader အနေနဲ့ကြတော့ခဏတစ်ဖြုတ်အချိန်ပေးတင်တယ်ပေါ့နော် market ကိုအာခဏလောက်ကျွန်တော်ရဲ့ entry point တစ်ခုကောင်းကောင်းလေးရအောင်ခဏတစ်ဖြုတ်တော့အချိန်ပေးတင်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိ market မှာဝယ်ထားပြီးသားမိတ်ဆွေတွေပေါ့နော်ဒါအာနည်းနည်းအရှုံးထဲမှာရှိနေတဲ့မိတ်ဆွေကြတော့ကျွန်တော်ဒီ DCA low mat point ကထပ်ပြီးတော့ဟိုအဖြစ်မှာပေါ့နော်ဒါ၈000အောက်ကနေပြီးတော့ကျွန်တော် ကနေပြီးတော့9000 4000 9500ပေါ့9200ဒီအနေထားတစ်ခုရောက်မှာပဲကျွန်တော်တို့ဒါ DCA လုပ်မယ် point တစ်ခုပေါ့နော်အာဆိုတော့လက်ရှိကျွန်တော်တို့ဒီ BTC ကအထက်ကိုသွားနိုင်လားဆိုတော့အထက်ကိုသွားနိုင်လားအောက်ကိုသွားနိုင်လားဆိုတော့လက်ရှိမှာကျွန်တော်တို့ဒီတရင်အချက်လက်တွေပုံမှာအရင်မူတည်နေတာပေါ့ market ကကျွန်တော်ဒီ technical analysis နဲ့လည်းအရင် match မဖြစ်ဘူးပေါ့နော်ကျွန်တော်ရင်ဗီဒီယိုမှာလည်းဒါပြောထားပြီးသားပေါ့အာဘာကြောင့်ဒီလိုတရင်တွေနဲ့သွားပြီးတော့အရင်ပြောင်းလဲမှုရှိနေလဲဆိုတော့ဒါစိုးရိမ်မှုတွေလည်းရှိရပါတော့ ဒီပုံမှာတချို့ဒါ market တွက် bad news ရောက်လာပြီဆိုတာနဲ့လူတွေကရောင်းထုတ်ကြတာတို့ဟာလာအာနည်းနည်း news ကောင်းလာပြီဆိုရင်အဝယ်များတာတို့ဒါတွေနဲ့ပဲ market ကလက်ရှိမှာသွားနေတာပေါ့ဒါပေမဲ့ဈေးနှုန်းကအရင် crash ဖြစ်သွားနိုင်လားဆိုတော့အနေထားကြတော့ဒါအရင် crash crash ဖြစ်မှအနေထားတစ်ခုရှိတော့ market ကမရောက်နိုင်ဘူးပေါ့နော်မရောက်နိုင်ဘူးဆိုတာကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေပေါ့ပြီးခဲ့တဲ့အပတ်တွေဟာလာပြီးခဲ့တဲ့လတွေကတည်းကကျွန်တော်တို့ဒီ market မှာသတင်းအချက်အလက်တွေက bad news တွေကနည်းတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ၈000ကနေပြီးတော့ဒါ နည်း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 လေးပဲကြပြီးတော့မှာပေါ့နော်ရှင်းတောင်းအောင်ကိုနည်းနည်းလေးပဲကြပြီးတော့ပြန်တက်လာတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတဲ့အချိန်မှာကျတော့အာအရင်ကြီး bad news တွေထက်ပြီးတော့ထွက်လာရင်တောင်မှအရင်ကြီးကြီးကြီးမားမားကြသွားမဲ့လားလာတော့ကျွန်တော်တို့မတွေ့ရဘူးပေါ့နော်တော်တော်များများလည်းဒီလိုခမန်းထားကြတာတွေ့ရတယ်ပေါ့ဒါအထက်ကိုသွားမလားဆိုတာကျတော့ကျွန်တော်ဒီ BTC ကပထမဆုံးကျွန်တော်တို့ခမန်းထားတာဒါ14000ဆိုတဲ့ကျွန်တော်ရဲ့ target ကိုဒါ BTC က break လုပ်ပြီးတဲ့နောက်ပိုင်းထပ်ပြီးတော့ကျွန်တော်ဒီ18000ကနေပြီးတော့9200ဆိုတဲ့ကျွန်တော်တို့ ဒီဘက် range တစ်ခုကိုသူက cross လုပ်မှာပဲကျွန်တော်ကဒါ BTC ရဲ့ all time high ပေါ့နော်ဒါတသိန်းအထက်တသိန်း2000တသိန်း5000ထိပေါ့ဒါအထက်ဘက်ကိုသွားမယ်လို့ဒါဒီလိုတဆင့်ချင်းစီကျွန်တော်တို့ကဒါခမန်းရတာပေါ့နော်ဒီလိုပဲ expert တော်တော်များများလည်းခမန်းထားကြတာပေါ့ဆိုတော့လက်ရှိအနေအထားအရဆိုတော့နည်းနည်းလေး stable အနေအထားမှာရှိရဲဒါပေမဲ့ကိုယ့်စီမှာဒါ capital များတယ်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဒါ long term အတွက်ဝယ်ထားခြင်းလဲဆိုရင်တော့ဒါလက်ရှိ market price နဲ့ဝယ်ထားလို့ရတယ်ဒါပေမဲ့ကိုက short term trader capital လက်နေတယ်ဆိုရင်တော့ ခဏတစ်ဖြုတ်အချိန်ပေးပြီးတော့စောင့်နေရှင်းနေပါတော့အာအရင်ကြီးကြီးမားမားပြောင်းလဲမှုတော့ကျွန်တော်တို့လက်ရှိလည်းမတွေ့ရသေးဘူးပေါ့ဆိုတော့ဒါနောက်လာမယ့်လာမယ့်အပတ်ထဲမှာတော့နည်းနည်းကျွန်တော်တို့ပြောင်းလဲမှုတွေကိုတွေ့ရင်လည်းတွေ့ရလိမ့်မယ်ပေါ့နော်ဆိုတော့အရင်ဆိုရင်တရားတော့မရှိဘူးပေါ့နော် market မှာလက်ရှိအရင်ဆိုရင်ရမယ်အနေထားတစ်ခုတော့ကျွန်တော်တို့မတွေ့ရဘူးခဏတောက်ကြနေဖြစ်တဲ့အတွက်ကြောင့်မလို့ volume နည်းနေတယ် volume နည်းတော့အရင်လို့လို့ရှာရှာမတွေ့ရဘူးပေါ့နော်အာခဏအတွက်တော့ဒါဒီလောက်ပါပဲပြီးတော့ကျွန်တော်ရဲ့ဒီ Telegram channel မှာ ဒီခေကိုနာပတ်သက်ပြီးတော့ဟွာပေါ့အခုမှစလေ့လာမယ်ညီကိုမောင်နှမတွေအတွက်လည်းကျွန်တော် Telegram link ထည့်ပေးထားရပါတော့ပြီးတော့ကျွန်တော်ဒီ crypto signal တွေပေါ့ဒါ crypto ထဲမှာရှုံးပေါ်ပြီးတော့မှဒါကိုယ့်အနေနဲ့ကိုယ်မဝဲချင်တော့ဘူးပေါ့နော်ဒါ signal တစ်ခုခုနဲ့လှုပ်ချင်တဲ့ဆိုတဲ့မိတ်ဆွေတွေအတွက်ကိုအကျွန်တော်အနေနဲ့ဒါ crypto signal channel တစ်ခုလည်းလှုပ်ထားရပါတော့ဆိုတော့ကျွန်တော်ရဲ့ description မှာအပေါ်မှာဒါနှိပ်ပြီးတော့မှကျွန်တော်တို့ channel တွေကိုဒါကြည့်လို့ရတယ်ပေါ့နော်ဒါ join လို့ရတယ်ပေါ့အာဆိုတော့တခြားထွေးထွေးထူထူတော့ခနေ့အတွက်မရှိဘူးပေါ့နော် ဆိုတော့ခနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်